မင်္ဂလာပါရှင်ခိတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပါရာမော်တာဖြင့်ပုံကျဲရေးစာလင်ကြီးမှအယက်သားလေးဦးတေဆုံးစစ်ရေးရင်ညာစာလင်ကြီးငယ်တဲ့ရောက်ရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မုံရမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမှာပါရာမော်တာနှစ်စီးကစာလင်ကြီးမျိုးနဲ့အတွင် ပုံကျဲတိုက်ခိုက်ရာအယက်သားလေးဦးတေဆုံးသွားသည်သတင်းကြားကြားချင်းကေဆယ်ရေးလုပ်ကိုပြေးသွားတော့အလုံးအသက်မဲ့နေပါပြီ တော်တော်ကိုရရက်ဆက်ဆက်လောက်တာပါဟု စာလင်ကြီးမျိုးကန်တအူကပြောပါရယ်နာမခါမှတက်လာသည့်ပါရာမိုတာနှစ်စီကစာလင်ကြီးမျိုးနယ်မှာတရက်ကိုင်းကျေးရွာအတွင်းသို့ဇွန်လ28ရက်နနက်9:00နာရီခန့်တွင်ပုံကျဲချသောကြောင့်ကျေးရွာမှအမျိုးသားလေးဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းအညာပြတိုင်းတောင်လေးများအဖွဲနှင့်ချင်းတွင်မြစ်ကမ်းပေးကျေးရွာများတပိတ်ကော်မတီတို့ကထုတ်ပြန်ထားပါရယ်။ဇွန်လ28ရက်မနက်ပိုင်းကဆီဒူရှင်တရာမှစစ်သည်မော်၃စီ ဖလက်ရင်ရှစ်စီးသည်ချင်းနှင်းမြောင်အတိုင်းဆန်တက်လာသည်ထို့သောဆန်တက်လာချိန်စစ်သည်မော့ဘော်မှမြေကမ်းပေးဝဲရကခြေရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီးနမခမတက်လာသောပါရာမော်တာနှစ်စီးဖြင့်ဘုံတိညာဆဲချခဲ့ခြင်းဖြစ်ကြောင်းချင်းတွင်းမြေကမ်းပေးခြေရွာများတပိတ်ကော်မတီကပြောပါရယ်တင်းမတွေသွားလို့ရအောင်ပါရာမော်တာနဲ့ချပီးကားပါပေးတာတေဆုံးတာက30ကျော်40နီးပါးက300 25ဝန်းကျင်ကတက်ရောက်ဒိတ်ဆုံးတဲ့သူတွေကိုကိစ္စပြီးဆုံးနားရေးလုပ်ပြီးတာဒီရက်နေ့ကခုချင်းရွေးမြေကမ်းပေးကျေးရွာများတပိတ်ကော်မတီမှကိုအောင်ခန့်ကပြောပါတယ်ကျွန်တော်တို့နေကိုနှစ်ရက်ဆက်ကျဲတာပါ မနေ့ကဘူးတလီနေတဲ့ကျဲတယ်လူမထီခဲ့ဘူးဒီကနေ့အမျိုးသမီး3ယောက်အမျိုးသားတက်ရောက်ဒိတ်ဆုံးပါတယ်ဟုဒေသခံတအူးကလည်းပြောပါတယ်ထို့ပြင်လက်နက်ကြီးဖြင့်ပြစ်ခတ်ခဲ့သောကြောင့်လည်းထိခိုက်မှုများရှိနိုင်တော့လဲယခုအချိန်ထိတရင်မရသေးဟုကိုအောင်ခန့်စောကဆက်ပြောပါရယ် ထို့ပြင်ချင်းလင်းမြကျောင်းအတိုင်းစံတက်လာသည့်စစ်ကောင်စီရေရင်ဆက်တက်စည်းသည့်မုံရမျိုးတို့ရောက်ရှိလာပြီးစာလင်းကြီးမျိုးနှင့်အပါအဝင်အထက်ပိုင်းဒေသများကိုစံတက်နိုင်ပြီဟုပြည်သူ့ကာကွယ်ရေးအဖွဲ့များကသတိပေးထားပါသည်။ထို့စစ်တင်းမောများသည့်လက်ရှိမုံရအလုံးမင်းကျောင်းစိတ်ကန်းတွင်ညအိယနာထားကြောင်းသိရပါသည်။စစ်ကောင်စီရေရင်ဆက်တက်စည်းတွင်စစ်တင်းမော၃စီဖလက်၉စီပါဝင်သည့် စစ်ကောင်စီသည်ချင်းရင်းမြစ်အပြင်အေယာဝတီမြစ်ကြောင်းမှလည်းစစ်ရဲရဲများအချက်ပိုင်းတို့ဆန်တက်နေပြီးရှနေတွင်မန္တလေးတိုင်းတရားဥမှုနယ်အတွင်ရောက်ရှိနေကြောင်းသတင်းရရှိပါသည်။ဆက်လက်ပြီးတီးတိမ်မြို့နယ်မွယ်ပြီးရွာတွင်တက်ဆွဲထားသောစစ်တပ်၏ကာကင်းစခန်းတုံးကူကိုတိုက်ခိုက်သိမ်းပိုင်မှုစစ်သား15ဦးထပ်မံနေသေဆုံးပြီးနတ်နယ်ခရယာများတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။ချင်းပြည်နယ်တီးတိမ်မြို့နယ်မွေပြီးချေးရတဲ့တက်ဆွဲထားသောစစ်တပ်ကကင်းစခန်း၃ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား15ဦးထပ်မံတေဆုံးပြီးဗန်းနယ်ခဲရများတိမ့်စီရရှိကြောင်းချင်းတော်လန်ရေးတရင်ရင်မြကပရင်းဌာနသူပြောကြားပါတယ်။ဇွန်လ26ရက်နေ့တွင်တီတိမ်မျိုးနယ်တန်ရန်ရွာနှင့်ခိုင်ကန်အကြားရှိမွဲပြီးကျေးရွာတွင်တက်ဆဲထားသောစစ်တပ်၏ကကင်းစခန်း၃ခုကိုချင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါကကင်းစခန်းတော်ဟုကိုယနေ့ဇွန်လ28ရက်နေ့တွင်တော်လန်ရေးတပ်ဖွဲ့များကအပိသက်သိမ့်ပိုက်ရရှိခဲ့ပြီးရင်းစခန်းသိမ့်တိုက်ပွဲအတွင်းစစ်သား15ဦးထပ်မံတိုက်ဆုံကအရှင်ဖမ်းမိသူများလည်းရှိကြောင်းထို့ပြင်တိုက်ပွဲအတွင်းလက်နက်ခဲယမ်းများလည်းသိရှိရရှိခဲ့ကြောင်းသိရပါတယ်။အခုတိုက်ပွဲဖြစ်တဲ့နေရာကတီးတိမ်မှုနဲ့တန်ရန်ရွာနဲ့ခိုင်ကန်းကြမှာပါ။အဲဒါကစစ်တပ်ကင်းစထတဲ့စခန်းပေါ်စခန်းတော်ဟုလားချင်းတက်မတော်ကသိမ့်လိုက်တဲ့ စစ်ခွေး15កောင်ကျော်တည်တယ်အရှင်ဖမ်းမိတာလည်းရှိတယ်အတိအကျတော့မတရားဘူးလက်နက်ခရမ်းတွေလည်းတိတ်နေတယ်အကုန်လုံးမောင်းထုတ်လိုက်ပြီးချင်းတက်မတော်ကအထိုးစစ်လုတာစစ်ခွေးတွေနောက်ဆုံးနောက်ဆုံးနဲ့အခုခိုင်ခိုင်းရွာအထိရောက်သွားပြီလို့သတင်းရထားတယ်ဟုရှင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်ထိုးတိုက်ခိုက်မှုကိုချင်း National Army CNA ကဦးဆောင်က PDF ဆိုလန်နဲ့ CNDF တပ်ဖွဲ့တို့လည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်းရဲတိုက်ဖွဲ့များအတွင်ချင်းတော်လည်းရဲတပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးရေစကြိုတွင်ငိမ့်စာနီစစ်မှုထမ်းဟောင်းယုံမှအငိမ့်စာတက်ကြတီထွန်းအောင်ကိုဖန်စီစဉ်ထွက်ပြေးသွား၍တိခတ်ဖန်စီရာတိဆုံးနေဆိုတဲ့တဲ့ရင်ကိုကျင့်ဆက်ပြီးတော့မှဖြစ်ပါတယ်မကွေးတိုင်းရေစကြိုနုနယ်ငိမ့်စာနီစစ်မှုထမ်းဟောင်းယုံမှာအငိမ့်စာတက်ကြက်ကြီးထွန်းအောင်ကိုဖန်စီစဉ်ထွက်ပြေးသွား၍တစ်ခတ်ဖန်စီရာတည်ဆုံးခဲ့ကြောင်းရေစကြိုနုနယ်ဖီလူကောက်ွယ်ရေးအဖွဲ့မှပါကာဖာမှတာဝန်ရှိသူတို့အုပ်ကသတင်းဌာနသို့ပြောကြားပါတယ် ရှနေစွန်လ28ရက်နနက်9နာရီခန့်တွင်ရေစကြိုမျိုးနှင့်ငိမ့်စာနီစစ်မှုတပ်ဟောင်းယုံတွင်တာဝန်ထမ်းဆောင်နေသောအငိမ့်စာတက်ကြွကြီးထွန်းအောင်သည်ရေစကြိုမျိုးအတွင်မှစိုင်ကယ်ဖြင့်ထွက်လာစဉ်မျိုးအထွက်အရောက်၌ရေစကြိုပကဖမှရဲဘော်များကဖမ်းဆီးရာထွက်ပြေးသွားပြီးပြစ်ခတ်ဖမ်းဆီးစဉ်တေဆုံးခဲ့ကြောင်းသိရပါသည်။မျိုးတွေကလည်းစိုင်ကယ်နဲ့ထွက်လာတာကို တားပြီးအရှင်ဖမ်းတာအရှင်ဖမ်းတာကိုထွက်ပြေးလို့ပြစ်ခတ်လိုက်ရတာသူကတက်ဖက်ကိုသွားဖို့ပဲအဲ့ဒီဘက်ကတက်သုံးတက်ရှိတာဆိုတော့ ဘေးတက်ကိုသွားဖို့လဲတော့မသိဘူးတက်ရင်တွင်နဲ့ငိမ့်စာနီစစ်မှုတန်းဟောင်းယုံကိုခူးနေတာသူတယောက်သေးပါပဲကျွန်တော်တို့ရဲဘော်တွေအားလုံးဘေးကင်းခဲ့ပါတယ်ဟုရေစချိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောကြားပါတယ်တေဆုံးသွားသောတက်ချက်ကြီးထွန်အောင်သည်ရေစချိုမျိုးနဲ့ငိမ့်စာနီစစ်မှုတန်းဟောင်းယုံတွင်တာဝန်ထမ်းဆောင်နေပြီးစစ်ကောင်စီတပ်အတွက်တက်တက်ကြွကြွလှုပ်ဆောင်ပေးနေသောကြောင့်အရေးယူရန်ဖန်ဆီးခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးလောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့သောစစ်ကောင်စီတပ်သားများလေးလီတက်ပြတ်ခဲ့သည့်ဦးခမဝင်းနှင့်ဦးလာဝင်းတို့၏ရုပ်အလောင်းများထပ်မံတွေ့ရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့သောအကြမ်းဖက်စစ်ကောင်စီတပ်သားများလေးလီတက်ပြတ်ခဲ့သည့်ဦးခမဝင်းနှင့်ဦးလာဝင်းတို့၏ရုပ်အလောင်းများထပ်မံတွေ့ရှိခဲ့ကြောင်းတဝဲခရိုင်ဒီမိုကရေစီအရေးလှုံ့ဆော်မှုတပိတ်ကော်မတီချန်ချာရေးတာဝန်ခံကသတင်းဌာနသို့ပြောကြားပါတယ်။ ဇွန်လ14ရက်နေ့တွင် လောင်းလုံမြို့ပေါ်မှကညုံကျွန်းကြီးရွာကိုစစ်ကြောင်းထိုးလာသောအကြံဖက်စစ်ကောင်စီတပ်သားများသည့်နန်းတလျှောက်ရှိကြီးရွာများမှတီတူများနှင့်ကညုံကျွန်းကြီးရွာမှကီတူတရာခန့်ကို လူသားတိုင်းအဖြစ်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းတွင်ကညုံကျွန်းရွာကိုဝင်ရောက်စီးနှင်းစဉ်လဲဆိုင်နေသည့်အသက်58နှစ်အရွယ်ဦးခမဝင်းကိုကြိတ်ခတ်တပ်ဖြတ်ခဲ့ပြီးရှုပ်အလောင်းကိုလေကွင်းထဲတွင်တွေ့ရှိခဲ့ကြောင်းသိရပါသည်။ ဇွန်လ24ရက်နေ့တွင် ရင်းစစ်တောင်းပြီးလောင်လုံမြို့မှတဝဲမြို့ကိုပြန်လည်ထွက်ခွာလာစဉ်ဥယင်ချန်တဲတွင် ရှိနေသည့်အသက်55နှစ်အရွယ်ဦးလာဝင်းကိုဖမ်းဆီးကလယ်လီတက်ဖြတ်ခဲ့ကြောင်းဦးလာဝင်း၏ရုပ်အလောင်းကိုဇွန်လ28ရက်နေ့တွင်ဒေသခံပြည်သူများကပြန်လည်တွေ့ရှိခဲ့ကြောင်းသိရပါသည်စစ်တပ်စစ်ကြောင်းကဖမ်းဆီးတက်ဖြတ်ခဲ့တဲ့ရုပ်အလောင်းနှလောင်းကိုထပ်တွေ့တာပေါ်ကညုံတွန်းရွာကဥက္ကမဝင်းနဲ့တတိယကဥလာဝင်းပေါ်ဥက္ကမဝင်းရုပ်အလောင်းကတော်တော်ပုတ်ပွားနေပြီး ညနာတစ်ခုလုံးလဲဘာမှမရှိတော့ဘူးအယိုးပဲကြံတော့တယ်ပြီးတော့ဝမ်ပိုက်မှာတနက်တန်ရတစ်ချက်တွေ့တယ်သူကနားမကြဘူးလဲထဲမှာအလုံးလုံးနေတော့သူ့ကိုခေါ်တာများလားမသိဘူးသူပဲမကြလို့ပြန်မထိုးတာလဲအဲ့ဒီလိုမျိုးပြစ်လိုက်တာလို့ကျွန်တော်တို့ယူဆရတယ်ဦးလာဝင်းကတော့လေလီပြီးတော့တက်ဖြတ်ခံရတာဟုတဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကြံကြားရေးတာဝန်ခံကပြောဆိုပါတယ် ထို့ပြင်အကျန်းသက်စစ်တပ်စစ်ကြောင်းသည်ကညုံတွန်းရွာသားဦးမျိုးစောအောင်ခဦးမျိုးကျန်အောင်ကိုလည်းလေလီတက်ဖြတ်ခဲ့ပြီးအသက်80ကျော်အမျိုးသမီးတဦးကိုလည်းအချိန်ကျိန်မရင်ဖြူကျင့်ခဲ့ကြောင်းသိရပါတယ်။ကျမ၏တင်ပြတဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။